အာဆင်နယ်နဲ့ဂါနာသားကြီးတောမတ်ပါတီကြားနှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပါပြီ။ဒီသတင်းကိုတော့ follower 35,500ကျော်ရှိတဲ့ San Siro Report စီကနေပြီးတော့ကျွန်တော်ကကိုယ်ယူဖော်ပြပါရယ်။ဒီသတင်းထောက်ကတော့အတွင်းသတင်းနဲ့ပတ်သက်တော်တော်လေးစိတ်ချရတယ် တချို့အတွင်းသတင်းတွေဆိုရင်သူကအစိုးရဖော်ပြလေးရှိပြီးတော့တကယ် official ဖြစ်တဲ့သတင်းတွေကနောက်မှတက်လာခဲ့တာများတယ်ရှေ့ပြေးသတင်းတွေဖော်ပြတာကောင်းတယ်မို့လေသူ့ရဲ့ဖော်ပြထားချက်ရဆိုရင်တော့အာဆင်နဲ့သုံးဘက်ပါတီတို့ရဲ့စာချုပ်တက်တန်းတိုးရေးကိစ္စကတော်တော်လေးခီးပေါက်နေပြီ အရေးမပါတော့တဲ့အချက်လက်အချို့လောက်ပဲညှိဖို့ကျွန်တော်တယ်အာဆင်နယ်နဲ့တောမက်ပါတီကြားထဲမှာအဓိကအရေးကြီးတဲ့အချက်တော်များနှုတ်အားဖြင့်သဘောတူညီမှုယူနိုင်ခဲ့ပြီဆိုပြီးဖော်ပြထားတယ်ပြီးတော့အာဆင်နယ်နေနဲ့ဒီကစားမောက်တက်တန်းတို့ဘုတ်အတွက်လုံးဝအချိန်တွေကောင်းသွားပြီးတော့ official လက်မှတ်ထိုးဖို့တော့စိုးစိုးရောင်ပြောတဲ့အသေးစိတ်အချက်လက်လေးတချို့အလုံးညှိပြီးပြီဆိုရင်တော့ဖြစ်လာဖို့ရှိဆိုပြီးသူကဖော်ပြသွားတယ်ဗောလေအဲ့ဆိုဂျွန်30ဆိုစာချုပ်တက်တန်းကိုစိုးစိုးရောင်မယ်တလနဲ့ ဒါ3လရက်ပဲဆွဆွန်ကျန်တော့တဲ့ကစားမောင်းကိုအာဆင်နယ်တို့ကလက်ရှိချိန်ထိဇွဲကောင်းကောင်းနဲ့ဆွေးနွေးနေကြတာဒီနေရာမှာသောမတ်ပါတီရဲ့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့သူဆက်နေခြင်းနဲ့အပိုင်းဖြစ်တဲ့အတွက်အာဆင်နယ်ကလည်းတချို့ပိုင်းလေးတွေမှာရှော့တယ်ပါတီကလည်းတချို့ပိုင်းလေးတွေမှာသူ့ဘက်ကနေနောက်ဆုတ်ပေးတယ်အဲ့လိုမျိုးနှစ်ဦးနှစ်ဖက်ပြပြလေးလေးညှိနှိုင်းပြီးတဲ့ခါမှာတော့စရုပ်သက်တမ်းတွေးကိစ္စရတော်တော်အဆင်ပြေလာတယ်ဒီနေရာမှာသောမတ်ပါတီသည်သူ့ကိုလိုလိုချင်ချင်နဲ့မြင်မာတဲ့လောက်ခလာဆိုင်နဲ့ကမ်းလန်းတဲ့ sorry club တွေကိုပယ်ချထားတယ် သူ့ရဲ့အသင်းဟောင်းအတလတီကိုမက်ထရစ်ရဲ့ကံလန့်မှုတွေကိုလည်း ဟိုပြန်ပြီးမတုံ့ပြန်မဲ့ဒီတိုင်းထားလိုက်တယ်ဆွေးနွေးခြင်းလုံးဝမပြူပြီးတော့ဘာစီလိုနာဂျူမင်တက်တို့ရှိရဲ့ဂျားတဲ့ကအာဆင်နယ်မှာပဲဆက်ပြီးနေခြင်းနဲ့သူ့မိသားစုကလည်းလန်ဒန်မှာပျော်နေတယ်ပြီးတော့ဒီကလပ်သင်းနဲ့ဆွေးနွေးတဲ့အခါမှာသူ့ဘက်ကနောက်ဆုတ်ပေးလို့ရနိုင်တဲ့အနေအထားတချို့ကိုလည်းဒါကလပ်သင်းအတွက်ကြည့်ပြီးလုံပေးခဲ့လို့ကြားသိရတယ်အခုတချို့ report တွေရဆိုလို့ရှိရင်တော့အာဆင်နယ်ဒီတောမတ်ပါတီနဲ့တတန်းတိုးတဲ့အခါမှာကျိုးဂျော်ဂျီညိုကြီးတတန်းတိုးတို့တစ်နှစ်ပလက်တစ်နှစ်ဖြစ်ဖို့များဆိုပြီးတော့ report တွေကကိုးကားဖော်ပြထားတယ်ဆန်စီ report မှာတော့ဘန်နက်နစ်ဆိုတာမပြောထားဘူးလာစာဘလောက်ဆိုတာတော့မပြောထားဘူးဒါ ါပေမဲ့အဲ့တချို့ကြားတဲ့ report တွေရဆိုရင်တော့ကာလတူတတန်တို့မယ်နောက်တစ်ချက်က performance မူတည်ပြီးတော့တရားတီပွဲဘလောက်ဆော့နိုင်တယ်ပေါ်မူတည်ပြီးတော့ injury ရမရပေါ်မူတည်ပြီးတော့ဒီကစားမိုက်လုခရစားကိုအရှင်ဖြစ်ထားရမယ်အရင်တော့ဆိုရင်ဗျာ ဟိုဒီသားမှခြေစွမ်းပြသည်ဖြစ်စေမပြသည်ဖြစ်စေတပတ်ကိုပေါင်နှစ်သိန်းပေးပြီးတော့အာဆင်တွေကထားတာအဲ့တော့ပါတီရန်ကောင်းတဲ့အချိန်တွေရှိတယ်ပါတီတရာတီလုံးဒဏ်ရနေတဲ့အချိန်တွေရှိတယ်ဒီရာတီလိုမျိုးအာဆင်တွေရောက်လာပြီးနောက်ပိုင်းတွေကအကောင်းဆုံးရာတီတစ်ခုကိုပိုင်ဆိုင်တဲ့ရာတီမျိုးတွေရှိတယ်အဲ့ဒီအတွက်အာဆင်တွေကဒီသားမှကိုတက်တန်းတိုးမဲ့အခါမှာအင်ဂျူရီပိုင်းတွေတော်တော်လေးကိုမှ ူကသတိထားတယ်။အဲ့တော့ပါတီရဲ့အေဂျင့်နဲ့ပါတီရဲ့အာဆင်နယ်ကိုယ်စားလှယ်ကြားထဲမှာလောက်ခလာစာပိုင်းနဲ့ပတ်သက်ပြီးဒဏ်ရာရရင်တမျိုးမရရင်တမျိုးဆိုတဲ့ပုံစံမျိုးနဲ့သူတို့လှုပ်လိုက်တဲ့သဘောပေါ့လေ။အဲ့တော့ပါတီအနေနဲ့အခြားဥရောပကလပ်သင်းနဲ့ဆိုင်ရင်အာဆင်နယ်မှာနေဖို့ပဲရွေးချယ်လိုက်တဲ့သဘောဖြစ်သွားတယ်။ဒီနေ့မှာအာဆင်နယ်အသင်းရဲ့လာမယ့်ရာသီကွင်းလှယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူစင်းလေးတချို့ကိုပြောပြခြင်းတယ်။အခုဗျာဇူီမန်ဒီရောက်ပြီ ပါတီကိုတည်တန်းထုတ်ဖို့လုပ်နေတာလဲ60ရာခိုင်နှုန်းလောက်အဆင်ပြေနေပြီ Declan Wright, Mikhail Maino, Martin Odegaard နဲ့ Ethan Wan တွေတို့ရှိမယ်ပြီးတော့အငှားတွေပြန်လာတဲ့မှာဆိုရင်ဆန္ဒလတည်တန်းထုတ်ရခဲ့တဲ့ Lokonya ဆိုတဲ့ကစားသမားရှိမယ်ပြီးတော့ Fabio Vieira ရှိမယ် Lokonya ကိုတည်တန်းထုတ်တာအကောင့်ထုတ်တာမဟုတ်ဘူးရောင်းရင်ဈေးရအောင်ဆိုပြီးတက်တန်းထုတ်လိုက်တာချစ်လွန်းလို့အသင်းမှာထားခြင်းလို့တော့မဟုတ်ဘူးရောင်းဖို့ကပြင်ဆင်ဦးမှာအဲ့ဆို PVOB ရဲ့နဲ့လိုကိုညာတို့ကပြန်လာမယ်ဆိုပေမဲ့လည်းအသင်းမှာပါဝင်နိုင်ဖို့ရာခိုင်နှုန်းအရန်နေတယ်ဒီထဲမှာဆုံးတော့ကျွန်တော်ပြောလိုက်တဲ့စီးနှမဆိုဝန်နရီကလည်း အရန်ကစားမဖြစ်ပဲရှိအောင်မှာအဲ့တော့ main တို့ကလည်းကွင်းလက်ထဆိုင်ကျွန်တော်တို့အထောက်မှာပို့ပြီးကြိုက်တာကွင်းလက်မှာ main တို့ခုလက်ရှိအချိန်ကြီးလေးအာဆင်နယ်ကွင်းလက်မှာကြိုးယိုးကစားသမားအဖြစ်ကျွန်တော်မမြင်သေးဘူးအဲ့တော့ပါတီရဲ့ဇူမီဒီယားရိုက်စ်ကဲမာတင်အိုရီဂက်ကပဲဒေါန်ဒေါန်ပြီးလာမယ့်ရာသီမှာရှိသေးတယ်အဲ့တော့အာဆင်နယ်ကကွင်းလက်တယောက်ထပ်ပြီးခေါ်မလားဆိုတော့ပဲစောင့်ကြည့်ရမယ်အခုပါတီတို့သူတို့တက်တန်းတိုးဖို့စ조사တာကပါတီလို quality မျိုးဈေးကွက်ထဲမှာဝယ်ဖို့ budget သူတို့မချခြင်းတဲ့အတွက်ဒါရှင်းရှင်းလေးပဲ အာဆင်နယ်ကငွေတွေဖောဖောတည်ဖြစ်နေမယ်ဆိုရင်တပတ်ကိုပေါင်နှစ်သိန်းပေးနေတဲ့ပါတီကိုသူတို့လက်လွတ်လိုက်မှာပေါ့ပြီးရင်အဲ့ဒီ quality အဲ့ဒီထက်အများကြီးငယ်ပြီးတော့ပေါင်တန်း90နဲ့ကစားမောက်သူတို့ဝယ်လိုက်မှာပေါ့အခုတိုက်စစ်အထောင်နဲ့တောင်းမှအတွက်တော့မှသူတို့ budget ကမနေဘူးကုန်မှာဆိုတာသိနေအခုဇူယီမန်ဒီကလည်းလန်ဒန်ဝင်လာနေပြီးစစ်စစ်ပြီးရနဲ့တခါတည်းအသင်းနဲ့ official sign နဲ့လုတ်သွားတော့မှာအဲ့တော့ Arsenal အသင်းဘာတွေကြံနေလဲဆိုရင်တော့အဲ့ဒီ forward zone နဲ့ပတ်သက်ပြီးသူတို့ငွေတအားကုန်မှာဆိုတာသိတယ် Sasco လို့လို့ယောဂရက်လို့လို့ဆိုပေမဲ့နှစ်ယောက်စလုံးကကြိုက်တဲ့လူသွားထိဈေးကြီးမှာ နောက်ပြီးတော့ဝင်းကာပိုင်းနဲ့ပတ်သက်ပြီးရိုဒီโกပဲဝယ်ဒီနီโกဝီလျံပဲဝယ်လာစာဒီကောပြောင်းရွှေ့ကြီးဒီကောလက်မှတ်ထိုးကြီးတော့ရှယ်ဖြစ်မှာဒါတော့၃ရမှာပဲအဲ့ဆိုကျွန်တော်အနေနဲ့ဒီသောမတ်ပါတီနဲ့ပတ်သက်ပြီးတွေ့တဲ့သတင်းကတော့မနက်ခင်း2နာရီခွဲ AM ချိန်လောက်ကတွေ့တယ်။ဒါပေမဲ့ကျွန်တော်ဒီမနက်9နာရီကျော်လောက်မှပဲစပြီးရိုက်ဖြစ်တယ်ဗောလေ။ဟို post တင်လာတော့မလွယ်ဘူးပြဗီဒီယိုရရတာ data ချက်လက်တွေစုဆောင်းရတယ်ပြီးရင်ဒါတွေအားလုံးကိုကျောင်းကြီးကိုပြန်ပြီးရှင်းပြရတာဖြစ်တဲ့အတွက်အဲ့တော့32နှစ်ရှိဖြစ်တဲ့ခါနာသားကလာမဲ့ဂျွန်73ဆိုရင်32နှစ်ပြည့်ပြီ။ ်သူကအာဆင်နယ်သင်းတွက်ဒီယာတီမာပေါ့လေဒါပွဲပေါင်း90ကစားထားတယ်အမှ၄ကိုသမီးနှလုံးဖိုင်ထားတယ် transfer market မှာ yo 15တန်းတန်ကြီးရှိတယ်ဂါနာအသင်းတွက်ဆိုတော့42ပွဲမှာ73ကိုသွင်းထားတယ်အာဆင်နယ်မှာရောဂါနာအတွက်ရောအင်ဂျူဒီရမနေပါတိတိအတွေ့ကြုံရင်ကွင်းလေရေပွဲတစ်ယောက်ပဲတကယ်ကွင်းလေဘိုးချုပ်ပဲဘောလုံးဆယ်ထားတယ်ကောင်းတယ်ပြီးတော့သူ့ဆီကနေထွက်လာတဲ့ဘောလုံးတွေကလေအရင်ကြီး power မပြင်းတယ်လို့ခံစားရတယ်ပေးလိုက်တာကလူရင်းကိုရောက်တယ် ခါကြဲအပါဒီရဘောလုံးလူခံရတော့မယ်လို့ထင်မယ်အဲ့ဘောလုံးကောင်းကောင်းလေးကိုလုံးနဲ့ကာပြီးလက်ထွက်သွားပြီးတော့ဝင်းကားလေးပဲချက်အောင်ပို့ပါဠိနဲ့ပတ်သက်ပြီးအချိန်ဆုံးအဲ့ဘောလုံးဖြန့်နိုင်ရဲ့ recovery ပြန်လုပ်တဲ့အပိုင်းတွေရဲ့ထိတ်ကယ်ရှင်ရှင်းထုတ်မှုအပိုင်းတွေရဲ့ခံစစ်ကိုစင်ကူတာပြောမယ်ဆို तू က DM မာဝမတကယ့်ကိုမှကျွန်တော်အချိန်ဆုံး Premier League 9ဥထမပါတဲ့ player လို့ပြောလို့ရတယ်အရင်တော့ဆိုအချိန်ဆုံး3ရောက်လောက်ထိကျွန်တော်စစ်စစ်လို့ရသေးရဲ့ဗောလေတဖြည်းဖြည်း injury အကြောင်းရောအသက်အကြောင်းရော9ရောက်စေးနေမှာပဲထည့်လိုက်တာ ဲ့ဒါကတော့ထားပါတော့အလုံးသိတဲ့အတိုင်းပဲတော့ဘက်ပါတီကဇူမတီရောက်လာရင်အရင်မှာပဲရှိနေဆိုတဲ့ဘောဒါပေမဲ့ဇူမတီရောက်ပြီဟေးပါတီသွားလို့ရသွားလို့လုံးလို့မရသေးဘူးဘာလို့ဆိုရီယယ်ဆိုစီတက်စပိန်လာလီဂါမှာဒီကစားမဘယ်လောက်ကြည့်ပြီးကောင်းကောင်းကောင်းလဲပရီးမီးယားလိရဲ့မြန်နှုံးမြင့်ကစားဟန်အဲ့ဒီကွင်းလက်တခုတော့ဇူမတီအချင်းချောက်ဖို့အတိုင်းနဲ့တခုထိလိုတယ်အဲ့ဒီအတွက်ပါတီဆက်နေအတွေ့အကြုံတွေအများကြီး sharing လုပ်ပေးရမယ်အနေထားရှိသေးတယ်အဲ့ဒါတွဲခေါ်တယ်ပဲပြောပြော နောက်ထပ်သွေးတစ်လောင်းနေပဲပြောပြောပါတီးကအာဆင်နယ်တင်းအတွက်ရှိဖို့လိုအပ်နေသေးတယ်ဗောလေအဲ့တော့ပါတီးရဲ့ injury history ကြောင်းလေးပြောပြီးကျွန်တော်အဆုံးသတ်လိုက်အောင်ပါတီးဒီအာဆင်နယ်အသင်းကိုရောက်လာပြီးနောက်ပိုင်းမှာ2020 2021ဘောလုံးရာသီတုန်းက84ရက်အဲနောက်ထပ်တရာသီ2021 22မှာတော့155ရက်နောက်ထပ်တရာသီ2022 23မှာတော့31ရက်နဲ့ကြံခဲ့တဲ့ရာသီတုန်းက145ရက်ဒဏ်ရောက်နားခဲ့ရနော်ဒီရာသီမှာ 6ရက်ပဲနားတယ်အဲကြောင့်တီကွာနေပြီးတော့အာဆင်နယ်ရောက်လာပြီးနောက်ပိုင်းထဲမှာဒဏ်ရာကြောင့်နားရောက်မှုရက်အနည်းဆုံးသည်ဒီယာသည်ပေါ်ဖော်မန့်အပြနိုင်ဆုံးရာသီသည်ဒီယာသည်ပွဲတွေအများဆုံးမိနစ်အများဆုံးဆော့နိုင်တာကလည်းဒီယာသည်နဲ့သွင်းကိုဖန်တီးမှုတွေအများကြီးလုပ်ထားနိုင်တာလည်းဒီယာသည်ဒါကြောင့်မို့လို့ကစားမတူစာချုပ်တက်တဲ့နောက်ဆုံးကာလရောက်သွားတဲ့အခါမှာဘာကြောင့်ချီစွမ်းနေအရန်ပြလဲဆိုတာကအသင်းကိုနှုတ်ဆက်တဲ့သဘောလဲဖြစ်နိုင်လို့ contract အစ်စ်အတွက်လဲဖြစ်နိုင်တယ်တကယ် prime time ရောက်သွားကြောင်းလဲဖြစ်နိုင်တယ်ဘယ်လိုပဲပြောပါပါတီကိုကျွန်တော်ကတော့တစ်နှစ် ဒါမှမဟုတ်နှစ်နှစ်အာဆီနယ်မှာအရန်အတွက်ဖြစ်ဖြစ်အဓိကပလေယာဖြစ်ဖြစ်ဆက်ပြီးတော့ထားခြင်းပါတယ်အဲ့ဆိုတော့ကလင်နာကြရဆိုလို့ရှိရင်တော့ဒီယာတီစတောင်းဖြစ်ပြီးနောက်ရတီချိုင်ဒယာပြန်ရလိမ့်ရှိရယ်အသင်းပုတ်ခွဲတဲ့ဒီချက်လက်တွေကိုမတိပဲနေအောင်မှုအဲ့ဆိုပါတီကိုတက်တန်းတို့ကိစ္စတွေကတော့ပြီးစီးသလောက်ဖြစ်နေပြီလို့ထင်ပါတယ်အာဆီနယ်နဲ့ပါတီကြားဒါနှုတ်အားဖြင့်သဘောတူညီမှုယူနိုင်ခဲ့ပြီးတိတ်ပြီးတော့အရင်အရင်ကြီးတော့အချက်တချို့သာသဘောတူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့မကြခင်မှာစာချုပ်သက်တမ်းတင်တဲ့ဟီဝီကိုဖြစ်သွားတော့မှာပါကျွန်တော်ကတော့အားလုံးပြီးသွားပြီလို့ထင်ပါတယ် အာဆင်နယ်ဖန်ကြီးကိုမော်ရမားတွေပါတီကိုချစ်တဲ့လူတွေအားလုံးပျော်လို့ရပါပြီဒီစီစဉ်လေးကိုဒီကကွန်ကြီးပံ့ပိုးပေးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမကြည့်မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်သူညာကို6939936တလုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ကျွန်တော်ကိုယ်လည်းအာမခံလို့ထားပါတယ်အဲ့မှာသွားပြီးဆော့လို့ရပါတယ်ခင်ဗျတခုမှမရှိရင်လည်းချိုးဆွတ်တော့ account messenger မှာ live မြင်မြတ်လို့ရပါတယ်